ီနေ့ပြောပြပေးမယ့်ဂျာမလီကတော့ပကိုးမျိုးပေါ်ကတငယ်ချင်းအိမ်မှာကျွန်တော်မူနီပွဲလုံရင်ဖြစ်ပျက်ခဲ့တဲ့ပရလောကဇလန်တစ်ခုပါကျွန်တော်မူနီပွဲအသေးလေးလို့ဖို့နေရာရှာရင်တငယ်ချင်းကောင်းတဲ့အိမ်ကိုသတိရတော့သူ့စီဖုံးလန်းဆက်ပြီးတငယ်ချင်းဒီနေ့မင်းတို့အိမ်မှာလူရှင်းလာပြီးတော့အေးရှိနေလေမင်းပါလို့မလို့လေသူကပြန်မိတယ်အဲ့ဒါနဲ့အေးကွာဒီနေ့ငါမွေးနေမှုမင်းတို့အိမ်မှာဆုံရင်ကောင်းမလားစဉ်းစားနေတာ မင်းရော အားလားလို့ကျွန်တော်ကမေးလိုက်တော့အေးအားတယ်မင်းမွေးလေးကိုငားအိမ်မှာပဲလှုပ်လိုက်လေဘာမှမဖြစ်ဘူးရတယ်ပြောတော့ကျွန်တော်လည်းသူတို့အိမ်မှာပဲမွေးနေ့ပွဲအသေးလေးလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ချင်းတဲ့တကယ်ချင်း၃လယောက်ကိုလည်းကောင်းတဲ့တို့အိမ်မှာပဲချိန်လိုက်တယ်ကျွန်တော်တို့လူဆုံတော့စားကြစားကြစီသွားဝယ်ပြီးလူငယ်ပြီးပြီးတောက်ဖို့ပြင်ဆင်ကြတာပေါ့ဗျာမင်းကလေးတွေလည်းပါတော့အရက်ကိုအပြင်းမတောက်ပဲအချွေတွေရေခဲတွေရောပြီး ဖြောတော့ကြတယ်။နည်းနည်းလေးတောက်ပြီးကြတော့ရီဝီဝီနဲ့စကားတွေပြောကြဂီတာတီးသချင်းတွေဆိုကြတာပေါ့ဗျာ။ခဏနေတော့ကျွန်တော်အတွက်မွေးနေ့သချင်းဆိုပြီးကြတယ်။ဒီအထီးကပုံမှန်ပဲဗျာ။ပျော်ပျော်ပါပါနဲ့တောက်ကြစားကြတော့မယ်။တဖြည်းဖြည်းနဲ့ဆက်ထားတဲ့အရက်ကကုန်သွားရောဗျာ။အချိန်ကိုကြည့်လိုက်တော့ညာ7နိုင်ထိုးနေပြီ။လမ်းထိပ်ဆိုင်ကလည်းပိတ်ပြီဆိုတော့ကက်လန်ကြီးဖြစ်ကုန်တာ။ဒီညတော့တညလုံးတောက်ကြမယ်ဆိုပြီးလှုပ်ထားတာ။ ဝေထားတဲ့ရက်ကလည်းနေသွားတော့ထက်ဝယ်ဖို့လုပ်ကြတာ24နှစ်ဖွင့်တဲ့ GNG မှာတောက်ဝယ်ကြမယ်ပေါ့သူဝယ်မယ်ငါဝယ်မယ်နဲ့ညှိမြတော့အကုန်လုံးတောက်ကြမယ်ကွာဆိုပြီးစီစဉ်လိုက်ကြရောမိန်းကလေး2ယောက်တစ်စီးယောက်ျားလေး3ယောက်တစ်စီးတောက်ကြမယ်ဆိုပြီးကျွန်တော်တကယ်ချင်းကောင်းမလေးပန်းနုကစကူဘီဆိုင်ကလေးကိုတောက်ဖွင့်ပြီးလီဘာဆွဲလိုက်တာနောက်ကတစ်ယောက်ကတက်ခွမလို့ပဲရှိသေးတယ်ဆိုင်ကကအချိန်နဲ့စောက်ထွက်သွားတာဗျာ တတော်ကြမ်းကြမ်းပဲအရှိကနေရန်ကြီးဝင်ကျုံးမိထင်တာတော်သေးတယ်ကျွန်တော်တကယ်ကြီးပန်းနုကဆံကယ်ကို ဆွဲမောက်လိုက်လို့နေရန်ကိုဝင်မတိုက်ပဲဆံကယ်မောက်ပြီးဒူးတိုက်ပါသွားတာခြေထောက်တွေဒူးတွေပဲပွန်းသွားတယ်ထူးဆန်းတာကသူကရဲသမတောက်ထားဘူးဗျဘကိုးသူဆိုတော့ဆံကယ်မောင်းတဲ့တတန်းကလည်းကြာပြီတော်တော်ကြွန်းကြည့်ကြီးမောင်းတတ်တယ်ဗျအနားမှာလည်းလူတွေအများကြီးရှိရနေဖြစ်သွားတာကျွန်တော်တို့လည်းကြောင်သွားတာပေါ့ဘာဖြစ်တာလဲဆိုပြီး တငယ်ချင်းပန်းတို့ကိုဆွဲပြီးထုနေတော့ကျွန်တော်တငယ်ချင်းကောင်းထက်ကမူးနေရင် တွေးနေနေဆုတော့ဘဲကောင်လဲကွာငါတငယ်ချင်းကိုလှုပ်တာဘာဖြစ်တဲ့ညာဖြစ်တဲ့နဲ့ဆဲဆိုပြီးမှောက်နေတဲ့ဆိုင်ကယ်ကိုနေရာပြန်ရွှေ့ဖို့ဆိုင်ကယ်ကိုမပြီးလီဘာဆွဲလိုက်ုံမရှိသေးတယ်သူလဲဒီုတ်တက်ကြီးပါသွားတာဗျာသူကပိုးဆိုးသွားရောဆိုင်ကယ်ကသူ့အပေါ်ပြီးသွားတာခြေပထောက်ကြီးဟတ်တက်ကွဲသွားတာသူ့ဆိုင်ကယ်မရွှေ့ခင်တော့က ဆိုင်ကယ်ပိုင်ရှင်ကိုကြီးကမရွှေ့ကိုတားသေးတယ်ဗျမဆဲဘူးလည်းပြောသေးတယ်တင်ငရင်ကောင်းထက်ကတားမရတော့ကိစ္စကပုံမှန်မဟုတ်တာနဲ့သူလည်းထိသွားရောဗျဆိုင်ကယ်ပိုင်ရှင်ကိုကြီးပြောတာသူ့ဆိုင်ကယ်ကလဲတာနှစ်ရက်ပဲရှိသေးတယ်သူစည်းလာတာလည်းအကောင်းကြီးတယ်ဗျမြို့တော်ပဲပြီးပြီးဘာမှမဖြစ်ဘူးအခုမှထဖြစ်တော့သူလည်းလန့်နေတာဆိုင်ကယ်ကတော့ဖွင့်တာနဲ့ယုံနေတာဗျဒီပါကြီးကက်နေတာမောင်းလို့မရတော့ဘူး ဘာဖြစ်သွားမှန်းကိုမသိတော့တာအဲ့လိုနဲ့လူကြီးတွေကပညာဆိုင်ရာတွေကိုတောင်းပန်ပြီးကျွန်တော်တို့လည်းအပြင်မသွားဖြစ်တော့ဘူးတငယ်ချင်းနှစ်ယောက်ကိုဆေးထည့်ပေးကြတယ်တငယ်ချင်းကောင်းထက်ကတော့ဒဏ်ရာကြီးတော့ဆေးထည့်ပြီးခဏကြာတော့အိပ်ဖို့သွားရောကျွန်တော်နဲ့ဆိုင်ကယ်ပန်းရှင်ကတော့အဲ့အကြောင်းကိုပြန်ပြောကြရင်မအိပ်ဖြစ်ရဘူးခြံထဲကပညာဆိုင်ရာတွေကကျွန်တော်တို့အဖွဲရဲတောက်တာမကြိုက်လို့လောက်တာလားဆိုင်ကယ်မှာဆိတ်ဆွဲနေတဲ့ အကျွတ်မလို့တဲ့တရေကလောက်တာလားဆိုတာစဉ်းစားစီရပဲဗျ။အဆုံးလိနားစင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလေးနှိပ်သွားပြီးပါအောင်ခင်ဗျ။